မိနာချပရိသတ်များခင်ဗျာနေပြည်တော်မကောင်းငင်စီစဉ်ကြည့်နေကြတဲ့ပရိသတ်များအတွက်ရှူတင်မေဂေကန်နာကိုတင်ဆက်ပေးဖို့အတွက်အခုဆိုရင်တော့မဟာမြိုင်လန်းနဲ့ကျွန်းတော်လန်းတောင်မှာရှိတဲ့ကိုမင်းကိုရဲ့စတူဒီယိုကိုခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ဖိုတိုဂရာဖာမင်းကိုအနေနဲ့ဒါမြေခွေးမဂ္ဂဇင်းအတွက်ဓာတ်ပုံရိုက်ကူးမယ်လို့သိရပါတယ်ခင်ဗျာဒီတော့စိတ်ဝင်စားဖို့ကောင်းတဲ့ရှူတင်မေဂေမှာဒီတစ်ခါဖိုတိုမေဂေမှာဘယ်သူနဲ့ရိုက်ကူးနေမလဲနောက်ပြဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ရိုက်ကူးမှုလမ်းစာတွေနဲ့မြင်တွေ့ရမယ်ဆိုတော့ကိုပရိသတ်များအတွက်တင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်လိုက်ပါခင်ဗျာကြည့်ရှုပေးကြပါဦးခင်ဗျာ င်ကွင်း magazine နဲ့ fashion ကနေရိုက်တဲ့ shoot တယ်ပေါ့နော်အဲညီမလေး model မမေရီဇွန်နဲ့ဒီနေ့ photo shoot တင်လို့တည်းဖြစ်ပါတယ်ဒီနေ့ရိုက်ရတဲ့ပုံကဟို fashion catalog ပုံစံမျိုးဟို high fashion ပုံစံမျိုးဖြစ်တဲ့အတွက်ဟို lighting ကတော့ဒီ foreign ပုံစံမျိုးပါပဲဟိုဒီ cabin လေးနည်းနည်းချိန်ပြီး skin tone လေးနဲ့ဒီ dress ရဲ့ color လေးတွေချိန်ရအောင်လို့လို့ကျွန်တော်ပြင်ပန်းတော့မရှိပါဘူး lighting လည်းအဲ့လိုမျိုးအမျိုးမျိုးပေါ့သူ့ရဲ့ဝေစားပုံမူတည်ပြီးတော့ lighting လေးချိန်ကစားပြီးရိုက်ထားပါတယ် ဒီနေ့ရရပုံစံအရင်နေ့နဲ့တော့မတူဘူးเนาะသူက fashion ပုံစံမျိုးကတချို့ရဟို destruction လေးပါနေတဲ့အတွက်ဒီ white လေးသုံးပေးရတယ် super white တွေသုံးပေးရတယ်မျက်နှာမျက်နှာ closet လေးတွေပါရတဲ့ချို့ရလေးဆိုရင် tele လေးတွေနဲ့သုံးပေးရတယ်ဟိုအဝတ်စားနဲ့သူကြော်ညာတဲ့ပုံမှာဟိုပုံစံမျိုး product brand ကြော်ညာတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်သူ live ဖက်တဲ့ပုံစံမျိုးလေးတွေရိုက်ပေးရတာပေါ့เนาะတချို့လည်းအဲ့လိုမျိုး fanet fanet သားပေးတာမျိုးဝဆိုင်ကိုသားပေးတာမျိုးဒီအဲ့လိုမျိုး dress ကိုသားပေးတာမျိုးအဲ့လိုမျိုးလေးဆိုရင်ဒီ ဝစားပုံစံဒီဇိုင်းနဲ့သူလိုချင်တဲ့ main thing ရဲ့ပေါ်အောင်လို့မို့ကိုက lens တွေရော lighting တွေရော model မှုခိုင်းရတာပေါ့နော်အမေမသူတွေနဲ့အားလုံး maker ဆက်အားနဲ့ညှိနှိုင်းပြီးရိုက်ဖြစ်တာပါ ပထမဦးဆုံးစပြီးတော့ရိုက်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ဟို feeling ကလည်းအရင်ကြီးတော့ဟိုခက်ခဲတော့မဟုတ်ပါဘူးဒီဘယ်လိုပြောလဲ fashion ဘိုင်းကိုပြသရတော့ကြာမလို့ပေါ့ပါနဲ့ဒီ freestyle လေးရိုက်ရတာပါပဲဟုတ်ကဲ့အမ်နည်းနည်းဘယ်လိုပြောမလဲပထမဦးဆုံးစရရှင်တော့ကတော့နည်းနည်း mood ကမရသေးဘူးပေါ့နော်ဒါပထမတစ်စုံနှစ်စုံလောက်မရအောင်နောက်ပိုင်းကျတော့ဖြည်းဖြည်းနဲ့တော့အဆင်ပြေလာပါတယ်ပြီးတော့ပထမဦးဆုံးကိုမင်းကိုနေရာလေးပထမဦးဆုံးစတွေ့ရဆိုတော့ဟုတ်နည်းနည်းလေးရှိန်တင်တင်ဖြစ်နေအောင်ဟုတ် ာကျော်ပရိသတ်တွေအတွက်အခုဆိုလို့ရှိရင်တော့နှုပညာမိုးကောင်းငယ်အစီအစဉ်ရဲ့နောက်ဆုံးကဏ္ဍလေးတစ်ခုတင်ဆက်ပေးရမှာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်ကျွန်တော်ရဲ့ပရိသတ်တွေမြင်တွေ့ရမှာကတော့သူတို့ရဲ့အမြင်ဆိုတဲ့ခန္ဓာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့တကြံမှာတရုတ်ပြတ်ဝက်စားစင်ရင်မှုပေါ်အမြင်ကိုနှုပညာရှင်တွေရဲ့အမြင်တွေကိုကျွန်တော်တို့နှုပညာမိုးကောင်းငယ်အစီအစဉ်ကနေပြီးတော့လိုက်လံစုဆောင်းထားတာလေးတွေရှိပါတယ်ခင်ဗျ။ပြီးတော့ဒီနှစ်တကြံမှာကောဒီတရုတ်ပြတ်ဝက်စားစင်ရင်မှုပေါ်နှုပညာရှင်တွေရဲ့အမြင်တွေကိုအဲဘယ်သူတွေရဲ့အမြင်တွေကိုမြင်တွေ့ရမလဲဆိုတော့ကိုအခုပဲတင်ဆက်ပေးကြပါရစေ။ရှုစားကြည့်ပေးပါဦး။ ခင်ဗျာတော့ဖတ်တတ်တော့ဘာမှတော့မွေဖန်ချုံပေါ့နော်ဘာလို့ဆိုအဲခီရည်စီကြောင်းနဲ့လိုက်ပြောဝတ်တယ်လို့လည်းပြန်ပြောကြတယ်ဘာလို့ဆိုအဲဒါကလည်းအင်ဂျယ်လို့လည်းပြောလို့ပြရအောင်လीနော်အဲ့တော့ ကိုကိုကိုတော့တတိထားစီချင်လဲပေါ့နော်ဟိုဝိတက်တူအနေနဲ့လည်းဒါတကြံဖြစ်တဲ့အတွက်အဲကိုကြောက်တဲ့လင်မလည်းမဟုတ်ဘူးပေါ့နော်အုပ်စလိုက်လူရလည်းအများကြီးပြီးတော့မိန်းကလေးတွေပဲတည်တက်လဲတဲ့ဟာလည်းမဟုတ်ဘူးတကြံဆိုတာယောက်ျားလေးရောအကုန်လဲအဲ့တော့အဲကိုနေရမှာလုံလုံချုံချုံလုံလုံချုံချုံဆိုတာအရင်လုံချုံချာမလို့ပါဘူးအဲကိုလွတ်လွတ်လပ်ပေါ်ပါရှိမှဝတ်စုံလေးဝတ်တင်နေပေါ့နော်နောက်ပြီးအရင်ကြီးဟိုတရုတ်ပြက်ဆိုတာကြီးကတော့နည်းနည်းတော့ တတိထားစေချင်တယ်ပေါ့နော်။ဘာလို့ဆိုတော့မြန်မာနိုင်ငံကဗုဒ္ဓဘာသာယဉ်ကျေးမှုနိုင်ငံလည်းဖြစ်တဲ့အတွက်ခုနိုင်ငံရဲ့ဒီဂုံတိခါလို့လည်းထင်ရမယ်လို့အင်ဂျင်ထင်တယ်ပေါ့နော်။မြန်မာနိုင်ငံကဘလောက်ပဲပေါ့နော်။လမွေဝတ်တယ်ပဲပြောပြောခုနိုင်ငံကအဲတို့လိုနိုင်ငံမဟုတ်ဘူးလေ။အဲဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတော့ပြောတော့ဒီတာနာထွန်းကားနိုင်ငံဆိုရင်ကျင်းမှုလည်းရှိရဲအဲ့တော့အဲ့ဒါနဲ့လိုက်ဖက်ပြီးတော့ခုနိုင်ငံဂုံတိခါလေးကိုလည်းလိုက်ပြီးတော့အဲထင်းပေးကြပါလို့အင်ဂျင်ပြောချင်ပါတယ်တိတ်တော့မပြောချင်ပါဟုတ်အာအမအထင်တော့ပေါ့နော်အဲအမတို့ကဒါ မြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ဘလောက်ကြီးပဲခေရှိပြပြဘူးပေါ့နော်ကို့အမျိုးကို့ဘာသာကိုတော့မပြောက်ွယ်သွားစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့အရန်ကြီးကိုပေါ့နော်တရုတ်ပြည်နေမှာခေဆန်တာမဟုတ်ဘူးလေခေဆန်နေဆိုတာလှလှပပလေးနဲ့သူ့ဟာသူပေါ့နော်ကို့အမျိုးကုံကိုမပြတ်စေဘဲနဲ့ခေဆန်တာမျိုးလေးဆိုလို့ရှင်တော့ပိုပြီးကောင်းလာပေါ့နော်ဒီမျိုးဝစ်စင်ဆရာဝစ်စင်စင်မျိုးကတော့ကျွန်တော်နေရာလာဘလို့မှ ဖြစ်တယ်လို့ပြောချင်ပါဘာကြောင့်လဲကန့်ကွက်တော့ညီမညီမယဉ်ကျေးမှုတကြံယူရလဲဖြစ်တယ်သူချင်းဒီလိုမျိုးတကြံယူရလဲညီမညီမတစ်ခုလည်းတော့မဟုတ်ပါဘူးဒါထိုင်းနိုင်ငံမှာလည်းရှိပါထိုင်းနိုင်ငံမှာတော်တော်များတော့ဟိုလိုပေါ့နော်အတူချွတ်လဲဝတ်တာလည်းများပါဒါပေမဲ့အဲ့လိုမျိုးဟာတွေလည်းကိုကမယူသိစမှာဘူးကိုညီမညီမကိုယူရနေပြီနဲ့ပဲနဲ့ပဲပေါ့နော်ဒီ ဟိုရင်ကျေးဘူးနုပညာနဲ့ပဲတက်ဆိုင်တယ်ထွန်းထွန်းဆန်လဝဆာလေးလည်းဝဆေခြင်းပါလေပြီးလို့ရှိရင်အခုဘာဖြစ်ရရာသီဥတုကလည်းရမ်းပူပြင်းလာပြီးအတွက်ပို့ပြီးတော့အသားရည်ကောက်ွယ်တဲ့ဝဆာမျိုးလည်းဝဆေခြင်းပါလေအလှပကိုဦးစားပေးတာတော့တော့ဒါဒီလိုချိန်မှာတော့မဖြစ်သေးဘူးလို့ဖြစ်မှာတော့အကြောင်းတော့ရာသီဥလည်းပူပြင်းတယ်ကိုယ့်ရဲ့မြမရရင်ကျေးဘူးလည်းဖြစ်တဲ့အတွက်စသရာကြီးဆိုင်ပြီးတော့ပျော်ရှင်စေခြင်းပါလေပြီးတော့လည်းဒီနေ့နေ့တကြံဆိုတာကတော့ပြောဖို့ကောင်းလာတယ်မယ်လည်းအနေနဲ့လည်းများပါတယ်အဲ့တော့လည်းအစစရာကူးဆိုင်စီခြင်းပါတယ်ဟုတ်အဓိကကတော့တကြံဆိုတာပေါ့နော်ပူတယ် ပူပြင်းတယ်ပြီးရေဆိုရဲအဲ့လိုရေပတ်တယ်ဆိုတော့လွတ်လပ်တဲ့အဝတ်အစားမျိုးပေါ့နော်ပေါ်ပါတဲ့အဝတ်အစားမျိုးရေနဲ့ဆိုဂျင်းစင်နဲ့ဆိုလေးရယ်ဂျင်းပေါင်းမြေအရှိနဲ့ဆိုကြက်တယ်အဲ့တကယ်အမှန်တော့အဲ့အားကြောင့်မလို့ကြံဆိုရင်လူငယ်တွေကအဲ့လိုခပ်ပော့ပော့ပါပါလက်ပြက်စွတ်ကျဲအဲ့အားမျိုးလေးဝစ်ကြတာအဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးကနေပြီးတော့နောက်ပိုင်းဟို ဟိုပေါ်ထွက်တဲ့အထီးရောက်ကုန်တာပေါ့နော်အဲ့မှန်ဆိုလို့ရှိရင်တော့အဲ့လောက်ထိတော့ဟိုမိုးဝစားတဲ့လူနန်းစုကမြန်မာမင်းကလေးတယောက်နေနေတော့ထင်ပါတယ်နန်းစုကိုရိုင်းကလည်းအဲ့လိုမျိုးပေါ့နော်အဲ့လိုဟိုပေါ်ထွက်ပြီးတော့ဟာမျိုးတွေဟိုဝတ်တာမကြိုက်ပါဘူးအဲ့လိုပဲဒါပေမဲ့ဟိုပူပြင်းတဲ့အခုအချိန်မှာအရန်လဲပူရဲပြီးတော့ဟိုအယ်နီညိုကလည်းအခုဟိုကြာရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ပူပြင်းတဲ့အတွက်ကြောင့်မလို့တစ်ချက်တော့ဟိုဖြစ်ပါလို့သတိသတိထားစေချင်ပါတယ်ကျွန်တော်ဟိုခင်းတဲ့ အခင်းနဲ့အညီခင်မိအောင်ပေါ့နော်ယောက်ျားလေးတွေဘောင်းမီတိုဝတ်တယ်တီရှာဝတ်တယ်ဒါအပြစ်ပြောစရာမလို့မင်းကလေးတွေလည်းဝတ်ပါဘောင်းမီတိုဝတ်တာဝတ်ပါဒါပေမဲ့အဲ့လိုမျိုးမောင်ထဲမှာသားနေမိမသိတော်တဲ့ပုံစံမျိုးလောက်ကြီးတော့မိုးစီခြင်းပေါ့နော်ခင်မိတာနဲ့အဲ့လိုမျိုးခစ်လွန်နိုင်ရတော့မကောင်းပေါ့ဟိုလွတ်လွတ်လပ်လပ်ပေါ်ပါဘောင်းမီတိုနဲ့တီရှာပေါ်နဲ့သွားလာလာတာလက်ခံပေးလို့ရတယ်ဒါပေမဲ့အဲ့လိုအရင်အတူကြအဟိုက်ပြတ်ကြကျွန်တော်ကိုယ်တိုင်လည်းမကြိုက်ဘူးအဲ့လိုမျိုးဝတ်တဲ့မင်းကလေးဆိုလည်းအထင်မကြီးဘူးဟုတ်ဒီမြမရိုးရာအတာတကြံဖြစ်နေတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့က ဒီထိမ့်သိမ်းရမယ့်အပိုင်းပေါ့နော်အဓိကတော့မြမရွေရအတာတကြံကိုဆိုတာကျွန်တော်တို့မြမပြည်မှာအရန်လဲစီကားတယ်အရန်လဲအထင်ကြီးဖြစ်တယ်နောက်ပြီးတော့ခုံယူစရာအာနှစ်တကူတကြံဖြစ်ပါတယ်ဒါကြောင့်မလို့အာမိမိရဲ့ယဉ်ကျေးမှုအာမိမိရဲ့တလေတခုကိုပေါ့နော်ပြပြစေနိုင်တဲ့ဝစားစင်မှုမျိုးကိုဝစင်တာမျိုးတော့ကျွန်တော်အနေနဲ့မနှစ်သက်ပါဘူးအော်ဒါပေမဲ့အခေတခုအရာအခြေအနေတခု ပုံမှာအခြေခံပြီးတော့မှကျွန်တော်တို့လူတွေရလူတွေရခေတ်တစ်ခုကိုဖြတ်တန်းတဲ့အတွက်ကြောင့်မလို့ Keep Profession ဆိုတော့ခွင့်တော့ရှိတာပေါ့နော်။ဒါပေမဲ့လည်း Keep Profession တဲ့မှာမှကျွန်တော်တို့ကအာဒီ life ဖက်တဲ့ပေါ့နော်။တကြံနဲ့ life ဖက်တဲ့ fashion ဆိုတာလည်းရှိနေမယ်လို့ကျွန်တော်ယုံကြည်နေပါတယ်။ဒါကြောင့်မလို့မယူရတကြံကိုဟိုအကြီးတန်းရုပ်ဆိုးစေမဲ့ အဲပေါ့နော်ဟိုဖက်ရှင်မျိုးကိုဝစားစင်ရင်တာမျိုးကိုရှောင်ကြဉ်ကြပါလို့ဒီနေရာကနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ ရဲ့နုပညာကျပရိသတ်တွေအတွက်နုပညာရဝန်ကစိတ်ဝင်စားဖို့အကောင်းတဲ့သတင်းကဏ္ဍအကြောင်းအရာတွေကိုပရိသတ်များအတွက်ဒီနေ့မှတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျပရိသတ်များအနေနဲ့လည်းဒီနေ့မှအစီအစဉ်ကိုကြည့်ရှုလိုက်ရတဲ့အခါမှာကျွန်တော်တို့ရဲ့ကြိုးစားမှုလေးတွေကိုအသေးမဲ့ပြုချလိုက်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ခင်ဗျပရိသတ်များအနေနဲ့ကျွန်တော်တို့ရဲ့ဒီနေ့အမျိုးမညာမကောင်းငယ်အစီအစဉ်ကိုဝေဖန်အကြံပြုချင်တာမျိုးရှိလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page ဖြစ်တဲ့ www. facebook.com/askanshow ဆိုရဲနိပညာမူကောင်းငယ် page ကိုလာရောက်ပြီးတော့ဝေဖန်အကြံပြုပြီးလို့ရပါတယ်ခင်ဗျ နောက်ပြီးတော့ပရိသတ်များအနေနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒါ TV ကနေမဟုတ်ဘဲနဲ့ရောက်တဲ့နေရာမှာရင် live streaming ကြည့်ကြတဲ့ဆိုလို့ရှိရင်လည်း www.mrtv4.tv လို့ရိုက်နေပြီးတော့ပရိသတ်များရောက်တဲ့နေရာမှာရင်ကြည့်ရှုလို့ရပါသေးရဲ့ခင်ဗျ။ဒီတော့ပရိသတ်များကိုစုံလင်လိုက်တဲ့ပညာရှင်ဝန်ကတည်ခန္ဓာအကြောင်းအရာပေါင်းစုံကိုပရိသတ်များအတွက်တင်ဆက်ပေးခဲ့ပြီးမို့လို့နှုတ်ဆက်မယ့်ချိန်လေးတော့ရောက်ရှိလာခဲ့ပါပြီခင်ဗျာ။ဒီတော့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲတာယာလှပတဲ့အင်္ဂါနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။